ကျွန်တော်တို့နောက်ဆုံးစာကြောင်းဖြစ်တဲ့အနာဂတ်ဖြစ်ပြီးဖြစ်စေကာလအခုဖြစ်နေပြီလားမဖြစ်သေးဘူးအချိန်ကာလတစ်ခုကိုကျွန်တော်တို့ကရည်ညွှန်းပြီးတော့ပြောမှာဖြစ်တဲ့အတွက်ကြောင့် future perfect continuous tense will shall have been buffer ng နောက်နှစ်ကုန်လို့ရှိရင်တော့ကျွန်တော်တို့မလေးရှားမှာအလုပ်လုပ်လာတာ၃နှစ်ပြည့်တော့မယ်အတိတ်ကာလပြည့်သွားပြီလားမပြည့်သေးဘူးအတိတ်ကာလမှာတော့စတင်ခဲ့တယ်အနာဂတ်မှာဖြစ်ဖို့အတွက်ကာလကိုကျွန်တော်ရည်ညွှန်းပြောတာဒီအတွက်ကြောင့် we will have been working in Malaysia for 3 years at the end of next year နောက်နှစ်ကုန်လို့ရှိရင်ကျွန်တော်တို့နေရှာမှာလှုပ်လှုပ်လာတာ3နှစ်ပြည့်ပြီဆိုတော့ရန်ကုန်မှာနေလာတာ3နှစ်ပြည့်ပြီနောက်နှစ်ကုန်လို့ရှိရင်ဘယ်လိုပြောမလဲဆိုတော့ရှင် I will have been living in Yangon for 3 years at the end of next year နောက်နှစ်ကုန်လို့ရှိရင်ကျွန်တော်ရန်ကုန်မှာနေလာတာ3နှစ်ရှိပြီဆိုတော့အတိတ်ပဲဟုတ်တက်ရောက်သွားတယ်ဒီအတွက်ကြောင့်ကျွန်တော်တို့ဒီပါလဲ တချိန်ချိန်မှာစတင်ခဲ့တယ်အနာဂတ်မှာဖြစ်ပြီးဖြစ်စေကာလကိုပြောကျင်တဲ့အခါမှာ future perfect continuous tense ကိုသုံးပါတယ် tense လေးကဘယ်လိုလေးလဲ shall will have been perfect ing ဖြစ်ပါတယ်ခင်ဗျာပြီးတော့ကျွန်တော်တို့ဒီထားမှာဒီကိုရှင်းလင်းပြီးသွားပြီး simple present tense မှာ၄မျိုးရှိတယ် simple past tense မှာ၄မျိုးရှိတယ် simple future tense မှာ၄မျိုးရှိတယ်เนาะကျွန်တော်တို့ဒီ၃မျိုး ရှိတဲ့စုစုပေါင်း12မျိုးပေါ့အဲ့ဒီ12မျိုးမှာတည်ရစာကြောင်းတွေကိုအသုံးတွေကိုကျွန်တော်ဥပမာနှစ်တကွာရှင်းလင်းပြီးသွားပြီဆိုတော့အားလုံးနားလည်လိမ့်မယ်ထင်ပါတယ်။ကြံရှိတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့နေ့စဉ်သုံးရမယ်စကားလုံးတွေဖွဲ့စည်းရမယ်အကြောင်းအရာတွေလက်တွေ့ခွင့်ကြပြောမယ်အင်္ဂလိပ်စကားပြော test တွေမှာသင်ကြားပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ။၅ခုမြောက်ကတော့ကရိယာဝိသေသနကျွန်တော်တို့ဝါစင်ကရှင်မျိုးမှာ number 9ကိုရောက်ရှိလာပါပြီခင်ဗျာ။ What is adverb ကရိယာဝိသေသနဆိုတာဘာလဲကျွန်တော်တို့တွေဒီ စကလုံးတစ်လုံးရဲ့အတိတ်ပဲကိုထပ်ဖြည့်ရတယ်အမှမှာကျွန်တော်တို့သင်ယူခဲ့ကြတဲ့ birthday edited day အခုသင်မယ်ကရိယာဝိသေသန advert ကိုထပ်ပြီးတော့ဖြည့်ရစကလုံးကိုကျွန်တော်တို့က advert လို့ခေါ်တယ် words ever ever is a word that is something to the meaning of a verb ကရိယာအတိတ်ပဲကိုပို့ပြအောင်ဖြည့်ရ and edited နမဝိသေသနဒေါနေဆုံးတဲ့စကလုံး another ever သူ့အချင်းချင်းပြန်ပြီးတော့ဒိဗေကိုပြည့်စုံအောင်ဖြည့်ပြီးရအနေနဲ့ကျွန်တော်တို့ကရိယာဝိသေသနကိုအသုံးတယ် how does he write သူစာဘလို့ရေးလဲ he writes slowly သူနည်းနည်းလေးရေးတယ်သူ့အတိတ်ပဲကိုဖော်ပြတာ vet career ကိုဖော်ပြတာ slowly ဆိုရဲစကလုံးဒီ online နဲ့ဆုံးတယ်မြန်မာစာမှာဆိုကျွန်တော်တို့စွာနဲ့ဆုံးရင် advert ဆိုရဲစကလုံးတွေသင်ခဲ့ရတယ်သူဘလို့ထောက်ပံ့ပေးတယ်ဆိုတာကိုကျွန်တော်နဲ့အတူ insemisandus တွေမှာလေ့လာကြရအောင် here your sentences you must ရှိနော်ကျွန်တော်တို့ sentences လေး၃ချောင်း how does he write သူဘလို့စာရေးလဲ သူ့ရဲ့လှုပ်ရှားမှုကိရိယာကိုမေးတဲ့အတွက်ကြောင့် he to rise slowly သူစာကိုနှင်းနှီးရေးတယ်။မာလီလေ that that ကို obp စအောင်ထည့် slowly စွာနဲ့ဆုံးနေကျွန်တော်တို့စွာ avert ဖြစ်သွားတယ်ပေါ့နော်ဒီမှာဒီဒါ the he rise slowly အမူအရာပြတယ်ပေါ့ကိရိယာဝိသေသနာတော့ရှင်မျိုးရှိပါတယ်သူ့ရဲ့အတုံးတွေကတော့တစ်ခုချင်း လိုက်နိုင်ရင်တော့ပိုကျဲပြန့်နေပေါ့ဗျာစကလုံးစကားပြောတဲ့အခါမှာကျတော့ point လေးကို page data တုံးတက်လို့ရှိရင်တော့လွယ်ကူပါတယ် I am very glad to see you ငါမင်းကိုတွေ့ရတာအရင်ဝမ်းသာတယ် I am glad ဒါဝမ်းသာတယ် very glad glad ဒီဝမ်းသာတော့ adjective ဆိုတဲ့စကလုံးကိုဖြတ်ဖြည့်ပြထားတာလား ever ဆိုတဲ့ very အတိုင်းတာကိုဖော်ပြနေတယ် I caught answer quite well ျွန်တော်ကောင်းကောင်းဖြေနိုင်တယ်ဖြေတော့ဖြေရယ် worst worst စကားလုံးဒီကောင်းစွာသို့တော်ဒီမှာဒီ unwind နဲ့မစုံဘူးသို့တော်ဒါဒီ ever ကောင်းစွာဖြေနိုင်တယ်ဘလို့ဖြေနိုင်တာလဲကောင်းကောင်းတော်တော်လေးကောင်းကောင်းဖြေနိုင်တယ် i got answered quite well ever ဖြေစီပေးထားတာဒီ ver ever ဖြေစီပေးထားတာဒီ adjective ever ဖြေစီပေးထားတာဒီအခြားသော ever another ever ကိုဖြေစီပေးထားတာဖြစ်ပါတယ် number 4မှာဆိုလို့ရှိရင် do you know where they work သူတို့ဘာမှအလုပ်လုပ်တယ်ဆိုတော့မြင်းသိလာနေရောင်ပြတာနေရောင် the work သူတို့အလုပ်လုပ်တယ်ဟာဒီ where ဆိုတဲ့စကားလုံးကဒီမှာကြတော့သူနေရောင်ပြတဲ့ကရိယာဝိသေသနာအနေနဲ့သုံးတယ်။ where ဆိုတဲ့စကားလုံး effort နောက်တစ်ခုက agent မှာလည်းပါဝင်တာမဒီတော့ကျွန်တော်တို့ agent တွေမှာ ever ရောပါဝင်ရဲ့စကလုံး wh နဲ့စတဲ့အခါကျတော့မိကုန်းမှာ what kind of type is this plant and ဒီပင်ကဘာမျိုးအစားလဲမေးတဲ့အခါဒါ agent အနေနဲ့သုံးတယ်ဒီမှာကျတော့ do you know where they work သူတို့ဘမအလုပ်နေဆိုတာမင်းတို့သိလားဆိုတာကျတော့ကျွန်တော်တို့ကဘယ်လိုသုံးလဲဆိုလို့ရှိရင်ဒါ ever အနေနဲ့သုံးတယ် how much do you love me မင်းငါ့ကိုဘယ်လောက်ချစ်လဲကိုကပြန်ဖြေတယ် i love you very much ငါမျိုးအများကြီးချစ်တယ် အမှားဆလို့ယူနေအများကြီးချက်ချောင်းကိုဖော်ပြရဆို very much am you sage must the ever very ဆိုတဲ့စကားလုံးဒီလဲ ever အထူးပြုရအနေနဲ့သုံးတယ် i hardly drink coffee ကျွန်တော် i drink coffee ဆိုတော့ကျွန်တော် coffee တောက်တယ် coffee တောက်တာဘယ်လိုတောက်တာလဲ i hardly drink coffee ကျွန်တော် coffee တောက်ခဲတယ်အတိုင်းတာကိုဖော်ပြရတယ် verse ဆိုတဲ့ကိရိယာကိုထောက်ပံ့ပေးတယ် we go to gym twice a week အချိန်ကာလကိုဖော်ပြရတယ် frequency ပေါ့နော် we go to gym twice a week ျွန်တော်တို့တပတ်ကိုနှစ်ကြိမ်ဂျင်းသွားတယ်ဒါဒီ transfer စကလုံး hardly match to where အဲ့ဒီသူ့ရဲ့အတုံးအနေထားကိုကြည့်ရဒါတွေဒီ effort တွေပါလားဆိုတာကိုသိရမယ် now number 8အနေနဲ့ကဘာရှိလဲဆိုလို့ရှိရင် song song ဆိုတဲ့စကလုံးလေးကိုသုံးတော့ or what time will she come သူမဘယ်ချိန်လာမလဲ she will come soon she will come soon လာတော့လာမယ်မကြာမီလာမယ် ချိန်ကာလအတိုင်းအတာကိုဖော်ပြတယ်။လာတော့လာမယ်မကြမီလာမယ်ဆိုတဲ့အတိုင်းအတာကိုဖော်ပြတာဖြစ်တဲ့အတွက်ကြောင့်အချိန်ကာလကိုဖော်ပြတယ်။ come soon ဆိုဆိုဒီမှာဒီမှာကျတော့ ever come ကိုပံပိုးပြီးတော့ she will come soon သူမှမကြမီလာလိမ့်မယ်။ဒီအချက်တွေကိုသင်ယူပြီးတော့ ever ဆိုတဲ့ကရိယာဝိသေသနာဟာဘာတွေလဲဘယ်လိုသုံးလဲဆိုတာကိုနားလည်သွားကြမယ်လို့ယူဆပါရခင်ဗျာ။ number 7အနေနဲ့ကတော့ preposition နေရာပြအချိန်ပြတဲ့စကားလုံးပဲဖြစ်ပါတယ်။ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ now pronoun noun pronoun noun နေ pronoun တွေကဘယ်နေရာမှာရှိရဲဆို relation စက်သွယ်ချက်ကိုဖော်ပြတာပေါ့နော်ဘာတွေဘယ်နေရာမှာဘလို့ရှိတယ်ဆိုတာကိုဖော်ပြတယ် is to show the relation of a noun or pronouns noun တွေရဲ့ ဘယ်မှာရှိတယ် pronoun တွေကဘာမှာရှိရဲဆိုတာကိုဘယ်နေရာမှာဘယ်ချိန်မှာဘယ်လိုရှိရဲဆိုတာကိုဖော်ပြဖို့အတွက် preposition ကိုသုံးပါတယ်ဒီအတွက်ကြောင့် preposition ဆိုတာနေရာပြအချိန်ပြတဲ့စကားလုံးဘယ်နောင်းကဘယ်နေရာမှာရှိတယ်ဘယ် pronoun ကဘာမှာရှိတယ်သူကဘယ်နေရာမှာရှိတယ်ဘယ်နေရာမှာဖြစ်တယ်ပစ္စည်းတွေကဘယ်နေရာမှာရှိတယ်ဘယ်နေရာမှာဖြစ်တယ်ဆိုတာဖော်ပြဖို့အတွက် preposition ဆိုတဲ့စကားလုံးကိုသုံးပါတယ်ခင်ဗျာ example sentence တွေကိုကြည့်လိုက်ကြရအောင် proposition နဲ့မှာမှာကျွန်တော်တို့တွေဒီ at နဲ့ in နဲ့အသုံးလေးကိုကျွန်တော်တို့တိထားရအောင်အထဲလားအပြင်လားမသိကြအောင်နေရာတစ်ခုမှာပဲရှိရဲဆိုလို့ရှိရင် I spent my holidays at Napoli. Napoli မှာကျွန်တော်အားလတ်ရက်ကိုအသုံးချခဲ့တယ်။ကျွန်တော်ရဲ့အားလတ်ချိန်မျိုးပေါ့နော်။ဒီမှာဆိုရင် Napoli မှာရှိရမယ်။ Napoli ကဘယ်ဟိုတယ်မှာဘယ်နေရာမှာရှိရဲဆိုတာမပြောဘူး။ဒီအတွက်ကြောင့်အထယ်လားအပြင်လားမသိကြအောင် at ကိုပဲသုံးလိုက်တယ်ပေါ့နော်။ you can see your friends at station ဘူတာယုံမမင်းတငယ်ချင်းတွေကိုတွေ့လိမ့်မယ်တွေ့တွေ့နိုင်တယ်ပေါ့မင်းတငယ်ချင်းကိုတွေ့နိုင်နေတာခံမှန်းပြောလိုက်တာဘယ်မှာလဲ at station ဘူတာယုံမှာဘူတာယုံရဲ့ဘယ်နေရာမှာလဲဘယ်ဘက်တောင်မှာလားညာဘက်တောင်မှာလားမပြောဘူးနေရာတစ်ခုပဲကိုးစားပြောကြောင့် it ကိုသုံးတယ်အကာရန်ညာနမိတ်အတွင်းမှာရှိရင်တော့ in ကိုသုံးတယ်တဲ့ဒါသတိထားရမယ်အရာပေါ့နော် we live in changin township ကျွန်တော်တို့ဟာကြံကင်းမြို့နယ်မှာနေတယ်ဒါကြံကင်းမြို့နယ်ထဲမှာနေတယ်ဒါညာနမိတ်ကာလာထဲမှာကိုဖော်ပြတယ် ောက်တစ်ခုကြောက်ရှုရှိရင်ရှိပါတယ် the alpers odd in the basket ဒီမှာဆိုရင်ကြည့်လိုက်ပါကျွန်တော်တို့ the alpers are in the basket ဒါမှရှိလေချင်းတောင်းထဲမှာပန်းသီးတွေရှိတယ်ဒါဒီနေရာချင်းတောင်းထဲချင်းတောင်းထဲမှာရှိတယ်ဆိုတော့ဒါနေရာကိုဖော်ပြတာဖြစ်တွေ့ကြောင်းတာအကရဲ့နံနမိတ်တစ်ခုပဲ iron in ကိုတုံးပေးထားတာဖြစ်ပါတယ် it နဲ့ in အတုံးကိုနားလည်လိမ့်မယ်လို့ထင်ပါတယ်ခင်ဗျာ under အောက်မှာ on အပေါ်မှာဒီတော့ပစ္စည်းနှစ်ခုတည်းရဲ့ဗမာရှိရဲ့ဆိုတာကိုဖော်ပြဖို့အတွက် under နဲ့ on နဲ့ကိုသုံးပါတယ်ခင်ဗျာ your ruler is under the desk ခုံဆောင်ရဲ့အောက်မှာမင်းပေတံရှိတယ်ဗမာရှိကြောင်းဖော်ပြတာလဲပစ္စည်းနှစ်ခု ruler ပေတံကခုံဆောင်ရဲ့အောက်မှာရှိတယ် the cat is on the roof ဗမာရှိလဲ on အပေါ်မှာရှိတယ်ခေါင်းမိုးပေါ်မှာကြောင်ရှိတယ် ဒါဒီနေရာကိုတိတိကျကျနဲ့ဖော်ပြတယ်ပစ္စည်းတစ်ခုရှိတယ်ခေါင်းမိုးပေါ်မှာအကြောင်းလေးကထိုင်နေတယ်ဆိုရအတိတ်ပဲဖြစ်နေမယ်ပေါ့နော်ခေါင်းမိုးပေါ်မှာအကြောင်းရှိရဲ့ your ruler is on the table your computer is on the table အဲဒီဘွဲပေါ်မှာမင်းကွန်ပျူတာရှိတယ်နော် your ruler is on the desk ခေါင်းဆောင်ပေါ်မှာမင်းရဲ့ပြည်တန်းရှိတယ်ဒါသူ့နေရာနဲ့သူသုံးရတဲ့စကားလုံးတွေပဲဖြစ်ပါရခင်ဗျာ the mary she below above though ဒါဆိုင်ဒါကြတော့ above ဆိုတော့အထက်မှာအပေါ်မှာနော် oil on နဲ့မတူဘူးပေါ့နော်ဘလို့ကြတော့အောက်မှာ under နဲ့မတူဘူးအတုံးနေရာကြတော့လေ under ရဲ့ oil ကိုကြတော့အထူးသဖြင့်တက်ရှိတွေအရာဝတ္ထုပစ္စည်းတွေကိုဖော်ပြတာပေါ့နော်ကန်ထရယ်လို့ရတဲ့အရာတွေပေါ့ဒီမှာကြတော့တက်မဲ့တွေပဲဒါပေမဲ့သူ့ရဲ့အတုံးနေရာကြတော့ဒါစိတ်ကြစားနန်းနေကိုပါတာပေါ့မြင်တွေ့လို့မရဘူးမြင်လို့ကင်တွေ့လို့မရဘူးပေါ့ဒီမှာဆိုရင်ကြည့်လိုက်ဗျာကျွန်တော်တို့ don't write below this line မြင် အောက်မှာမရေးနဲ့ညီအပေါ်မှာရေးဆိုရဲအကျိပဲဒါဒီတက်မဲ့ပဲအဲ့ညီမျိုးကိုင်းလို့မရအောင်နော်ကျွန်တော်အဲ့အနေနဲ့ right above the line ညင်းပေါ်မှာစာရေးပေးပါညင်းအောက်မှာမရေးပါနဲ့ don't write below this line ညင်းရဲ့အောက်မှာမရေးပါနဲ့ right above the line ညင်းပေါ်မှာရေးပါဒါဒီကတက်မဲ့တွေပေါ့ဗျာဒါကကန်ထွေလို့မရအောင် ဒါသူရေးရမယ်တက်မဲ့တူနေရာကိုပြထားတာအပေါ်မှာလားအောက်မှာလားနောက်တစ်ခု this quality is below standard ဟာဒီ quality ကစံချိန်မမီဘူးပေါ့နော်အရင်ကသူတက်မှတ်ချက်ကအောက်မှာရှိတယ်အဲ့ quality ဆိုတဲ့အရာကြီးစံချိန်ဆိုတဲ့အရာကြီးကတော့မမြင်အောင်သို့သော်ကျွန်တော်တို့တွေဒီပြောရတယ်အချက်မှာရှိရလားအောက်မှာရှိရလားဆိုရင်တော့ this quality is below standard ဟာဒါဒီဒီ quality အရေးအသွေးကကျွန်တော်တို့စံချိန်မမီဘူးပေါ့နော်အဲ့ဒီအတွက်ကြောင့်တက်မဲ့ရင်းရှိနိုင်ရှင်တော့ below above ကိုသုံးပေးရပါတယ်ခင်ဗျာကျွန်တော် proposition မှာအသုံးလေးတွေအဓိကထားအောင်မှာ it in under on below above ဒီမှာကြတော့ from to ဆိုတဲ့စကားလုံးလေးရတယ်ပါလာတာပေါ့နော်ကျွန်တော်အများအပြားထိတွေ့သုံးနှုတ်နေရတဲ့စကားလုံးပေါ့နော်ဒီမှာဆိုရင် from မှ to ကြတော့ though they come from b သူတို့ဟာပြေးရနေလာကြတယ်ဘေးကနေလာတာလေပြေးရနေလာတယ်ဆိုတဲ့နေရာကိုပြတယ် they go to the river ဘယ်ကိုသူတို့သွားကြတာလဲ to the river မြစ်ကိုသွားတာမျက်စီတက်တဲ့သွားတာဘယ်မှမသွားဘူးတရိုက်မျက်စီသွားတာကိုဖော်ပြတယ် they go to the river i'm got 2 hours from here to there ငါ2နာရီလောက်သုံးလိုက်ရတယ် from here to there ဒီကနေအဲ့ဒီနေရာကိုရောက်ဖို့2နာရီလောက်သုံးလိုက်ရတယ်အဲ့ဒါစကားအနေနဲ့သုံးလို့ရတဲ့အခါမှာစကားပြောတဲ့အခါမှာသုံးတော့ဒီကနေဟိုဆို2နာရီလောက်ကြာတယ်ဆိုတဲ့အတိတ်ပဲပေါ့နော် i'm got 2 hours from here to there from the မတူဒီတို့ from ဘယ်ကနေဘယ်ကိုတို့ဆိုတဲ့နေရာတွေကိုပြတဲ့အခါမှာသုံးပါတယ် preposition မှာသတိထားအောင်မှာသုံးချက်ရှိပါတယ် time period on ဘလို့နေသုံးပါလဲနေဆွဲပေါ့နော် time မှာမှာအချိန်9နာရီတိုးရဆိုရင် it 5 o'clock ညအချိန်ကိုပဲပြောရဆိုရင် at night အဆုံးမှာ at the end of the movie ပေါ့နော် movie ဇာတ်ကားရဲ့အဆုံးမှာပါ at the end of the year နှစ်တစ်နှစ်ရဲ့အဆုံးမှာ at the end of the paragraph စာပိုက်ကအစုံမှာအဲ့ဒီအတိုင်းအတာကိုအချိန်ကာလပေါ့နော်အဲ့ဒီအချိန်ကိုဖော်ပြတယ် x ကိုသုံးပါတယ် period color အပိုင်းအခြားနေ့တစ်နေ့မှာ in the morning မနေ့ခင်းမှာအချိန်ကာလတစ်ခုကိုကိုးစားပြုတယ် in 2015 2015ခုနှစ်မှာ in summer နွေရာသီမှာ in winter ဆောင်းရာသီမှာကာလအပိုင်းအခြားကိုဖော်ပြရင် in ကိုသုံးပေးရပါတယ် on ကြောင့်တော့နေဆွဲ on the on sunday ကျွန်တော်ခုနရှိရ monday tuesday wednesday thursday friday saturday sunday on ကိုသုံးရတယ်နေမှန်သမျှပေါ့နော် on သုံးရတယ် on my birthday ငါမွေးနေ့မှာ on weekends အလယ်ရမှာ on holidays အလယ်ရမှာဒါပိတ်ရမှာအလယ်ရမှာပေါ့နော်ကျွန်တော်အသုံးတွေရှိပါတယ်ဒီအတွက်ကြောင့်နေဆွဲ on the few moon day of the danger the danger labini ni ma on the few moon day of the sound time the sound time လာပြညမှာအဲ့ဒီအနေနဲ့ကျွန်တော်တို့သုံးလို့ရတယ်စကလုံး အွန်ရဲ့နောက်မှာနေဆွဲတွေကိုထည့်ပေးရတာဖြစ်ပါတယ်ခင်ဗျာနံပါတ်9ကတော့ congestion ကိုရောက်ရှိလာပါပြီ congestion ဆိုတာဘာလဲစကားစက်စကားလုံးတွေစက်စကားတွေစက်စကားစက်ဖြစ်ပါတယ် so it joins one word to another word one sentence to another sentence စကားလုံးတစ်လုံးအားနောက်တစ်လုံးစာတုံးတစ်ကြောင်းအားနောက်တစ်ကြောင်းကိုချိတ်ဆက်ပေးတာကိုကျွန်တော်တို့က congestion စကားစက်လို့ခေါ်ပါတယ်အဲ့ဒီစကားစက်မှာဘာတွေလဲ and မင်းရောငါရောအတူတူသချင်းဆိုကြမယ် or me can you ma ခဲပြယူမာလာတို့မဟုတ် but ဒီနေ့မိုးရွာတယ်ဒါပေမဲ့ငါចောင်းသွားရမယ် because မနေ့ကမင်းဘာလို့မလာတာလဲဘာကြောင့်လဲဆိုတော့ငါနေသိမကောင်းလို့ if me လှခြင်းလို့ရှိရင် beauty salon ကိုသွား boot နှစ်ယောက်စလုံးမင်းတို့နှစ်ယောက်စလုံးဘန်ကိုသွားရမယ်နော် so ဒါကြောင့်မလို့အစင်းနဲ့ပြင်ထား them မင်းတဲ့ ူကပို့တော်တယ်ဒါပေမဲ့မင်းစူးစားဖို့လို့ရိုက်တော့အကိုကိုရောညီညီရောပါတီပွဲသွားကြလိမ့်မယ်နိုင်တဲ့တော့ကိုကိုလည်းမသွားဘူးညီညီလည်းမသွားဘူးနှစ်ယောက်စလုံးမသွားဘူးနိုင်တဲ့တော့အညင် either or နှစ်ယောက်ထဲကတယောက်နှစ်ခုထဲကတစ်ခု